အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်လူပေါ့ X Climate Channel ကနေပြီးတော့အားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီလာမယ့်ဗုဒ္ဓဦးနဲ့ညနှစ်နာရီခွဲအင်ကွင်း MV မှာ PSV နဲ့ကံမဲ့ Champion League ပွဲစဉ်ကြောင်းလေးပြောအောင်ပါကျွန်တော်တို့ဒီပွဲဟာကျွန်တော်တို့ Liverpool အတွက်ဘောလုံးပွဲတစ်ပွဲထက်ပိုပါတယ်ကျွန်တော်တို့ MV မှာ Forest ကို၃ဂိုးပြန့်နဲ့ရှုံးပြီးတဲ့နောက်မှာကျွန်တော်တို့ Premier League ရဲ့နောက်ဆုံးခုနှစ်ပွဲမှာ6ပွဲရှုံးခဲ့တဲ့အခြေအနေဟာတုံ့ပြန်တန်ယုံဖိအားမဟုတ်တော့ပါဘူး ဝိဘန်တန်နေရလေအပြစ်မှာဒီလှိုင်းထန်နေတဲ့ပင်လေပင်လိုပါပဲပြီးတော့ဒီချန်ပီယံလိမာဆိုရင်လေနယ်သာလန်ရဲ့အမှတ်ပေးစရာမှာ7ပွဲနိုင်ပြီးတော့တပွဲပဲတည်ရတပွဲပဲရှုံးပြီးတော့အဆင့်တက်မှာရက်တည်နေတဲ့ PSV ကိုအိမ်ကွင်းအန်ဖီမှာရင်ဆိုင်ရပါမယ်ဒီ PSV နဲ့ပွဲဟာဝိဘန်တန်နဲ့ဖိအားလှိုင်းလုံးတွေအောက်ကနေအသက်ရှူပွားတစ်ခုဖြစ်လာမလားဒါမှမဟုတ်ဖိအားတွေကိုပိုမှုကြီးထွားလာစေမလားဆိုတော့ကျွန်တော်တို့အတူတူသုံးသပ်ကြည့်အောင်ပါခင်ဗျာ ပထမဆုံး PSP အကြောင်းလေးအချင်းချင်းချုံပြီးပြောမှဆိုရင် PSP မှာဒီ Netherland League မှာပုံစံကောင်းနေဇက်တိုက်ပြသနေပြီးတော့စက်တပွဲနိုင်တပွဲတည်ရတပွဲရှုံးနဲ့အမှတ်ပေးစရာထိတ်ဆုံးမှာဥဆောင်နေတဲ့အသင်းဖြစ်လို့သူတို့မှာယုံကြည်မှုတွေအားကောင်းနေပါတယ်ပြီးတော့ဒီသူတို့ဟာ Forest လိုမျိုး Deep Block တွေ Low Block တွေနဲ့ခံစစ်ပိတ်ဆော့တဲ့အသင်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ Liverpool ရဲ့အနည်းသက်ဆုံးပြိုင်ဘက်ပြောရမှဆိုရင်ဒီ Fan Pack လိုမျိုးပေါ့နော်သူတိုက်ကိုတိုက်ကစားမဲ့အသင်းဖြစ်ပါတယ် ချန်ပီယံလိမှာလည်း PSV က၄ပွဲကစားထားပြီးတဲ့အချိန်မှာတပွဲနိုင်နပွဲတည်ရေတပွဲရှုံးဆိုတဲ့ရလနဲ့၅မှတ်ရရှိထားပြီးတော့ဒီနာပိုလီလိုအသင်းကိုလည်း6 9 2ဆိုတဲ့ ရလနဲ့ကိုဘိုးပြက်အနိုင်ယူထားတဲ့အတွက်လွယ်ကူတဲ့ပွဲတပွဲတော့မဟုတ်ပါဘူးပြီးတော့ဒီ forest နဲ့ပွဲပြီးပြီးတော့မှဆွေးနွေးခဲ့တဲ့ကျွန်တော်တို့ကစားသမားတွေရဲ့လူကက်ကစားပုံညံ့ညင်းနဲ့နောက်တန်း space တွေမှာနေရာလွတ်တွေပေးနေရတဲ့ defensive structure အားနည်းနေခြင်းဟာခုလိုတိုက်စစ်အားကောင်းတဲ့ PSP ရဲ့ကောင်တာ attack တွေကိုပုံမူအခွင့်အရေးပေးရနိုင်ခြင်းရှိပါတယ်ပြီးတော့ကျွန်တော်တို့အင်းဝင်း MV ရဲ့ပရိသတ်တွေရဲ့နိုင်ပွဲမျှော်လင့်ချက်ကြောင့်ကျွန်တော်တို့လေဘာဘူးကစားသမားတွေက တိုက်စစ်စင်မှုပုံမှုဖိရပေးခံရနိုင်ပြီးတော့ဒါဟာနောက်တန်းမှာနေရာလွတ်တွေရှိလာနိုင်ပါတယ်ဒီအချက်တွေကိုကာကွယ်ပြီးတော့အနိုင်ယူဖို့အာနစ်လော့ဘလို့ပြင်ဆင်လာနိုင်လဲဆိုတော့ဆက်လက်ဆွေးနွေးအောင်ပါခင်ဗျာအာနစ်လော့အနေနဲ့ပထမဆုံးပြုလုပ်တင်တာကတော့ကျွန်တော်တို့ခန်းစစ်ပိုင်းစွမ်းဆောင်ရည်ကောင်းရောက်ဖို့အတွက်ဒီ right band နဲ့ left band နေရာတွေကိုလူစားအပြောင်းလဲလုပ်မလားဒါမှမဟုတ်ရင်လူကတ်ကစားဖို့ပဲပို့မှုတင်းကျပ်စွာ ပြင်ဆင်လာမလားဆိုတော့စောင့်ကြည့်ရပါမယ် ပြီးတော့ကျွန်တော်တို့ရဲ့ဒီ right back ကစားသမားတွေဖြစ်ကြတဲ့ Bradley ရော Freeman ရောဒန်ယာရနေတာကြောင့်ဒီပွဲစဉ်မှာ Anisro အနေနဲ့ကစူဘူတို့ကတိဂျုံတို့တုံးမလားဒါမှမဟုတ်ရင်ဂိုမတ်တို့ပါတို့တုံးမလားပြီးတော့ဒီပွဲမှာ flow လည်းပြန်လဲပါဝင်လာနိုင်တာကြောင့်သူ့အနေနဲ့ right back မှာ blue ကိုတုံးမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရပါမယ်ပြီးတော့ဒီကျွန်တော်တို့ရဲ့ Queen လေရဲ့ Miffy Bellan ကိုလည်းတိုက်စစ်နဲ့ခံစစ်ကိုမျှတမှုရှိအောင်လို့ Queen လက်မှာ ပွဲထွက်ကစားလာမဲ့ကစားသမားတွေကို duty function နဲ့တိချခွဲပြီးတော့ဟန်ချက်ညီအောင်လုပ်ရပါမယ်။နောက်တစ်ချက်တိချလေးပြင်ဆင်မှုလိုတာကတော့ကျွန်တော်တို့လီဗာပူးရဲ့တိုက်စစ်ကစားသမားတွေနဲ့ကိုင်းလက်ကစားသမားတွေဟာဒီပြိုင်ဘက်ရဲ့တစ်ဖက်နောက်တန်းကို high pressing လုပ်နေတဲ့အချိန်မှာပြိုင်ဘက်အသွင်းနေဟာကျွန်တော်တို့အနောက်မှာကြံခဲ့တဲ့ speed တွေထဲကိုအမြင့်ဘောတွေနဲ့တန်နေပေးပြီးတော့ကျွန်တော်တို့ Van Dijk တို့ Ivo တို့ခေါင်းတိုက်ရှင်းရအနေပြန်ကြလာတဲ့ စကံမောမဆက်ယူနိုင်ခြင်းပြဿနာကိုဒီဘွဲမှာဘလို့နှီးပြီးခွာနဲ့ဖြေရှင်းပြမလဲဆိုတော့တေချာလေးစောင့်ကြည့်ရပါမယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီရှေ့ကရှုံးခဲ့တဲ့ရှုံးပွဲတွေရဲ့အဓိကပြဿနာစကံမောမယူနိုင်လို့အလင်းမြန်တိုက်ကျစင်ခံရပြီးတော့သွင်းကိုတွေခွင့်ပြုခဲ့ရတာကြောင့်ဖြစ်ပါတယ်။ဒါကိုအာနစ်လော့အနေနဲ့ဒီပွဲမှာအဖြစ်ရှာတွေ့မလားဆိုတာလည်းစိတ်ဝင်စားစရာဖြစ်ပါရဲ့ခင်ဗျာနောက်ဆုံးတစ်ခုပြောချင်တာကကြတော့ဒီအာနစ်လော့နဲ့အတူ ဖိအားတွေအောက်ကြာရောက်နေတဲ့ကျွန်တော်တို့ရဲ့အီဂျစ်ပြင်ကင်းမူဆာလာဖြစ်ပါတယ်မူဆာလာဒီလိုဖိအားတွေအောက်ကနေပြန်လဲတွန်းလှန်ပြီးတော့ဒီပွဲမှာပြန်လဲတောက်ပလာမလားဆိုတာလည်းကျွန်တော်တို့စောင့်ကြည့်ရမယ့်အချက်တစ်ချက်ဖြစ်ပါတယ်သူ့အနေနဲ့ဒီပြီးခဲ့တဲ့ Forest နဲ့ပွဲမှာဆိုရင်ပွဲ300ပြင်းမြောက်ခဲ့ပေမဲ့ twin go go ဖန်တီးမှုဘိုင်းရောပါမရခဲ့တဲ့အတွက်ဒီ PSV နဲ့ပွဲမှာ ူ့အတွက်ရောအတင်းအတွက်ပါအသက်ရှူပေါက်ရစေမဲ့သွင်းဖို့ကိုသူ့အနေနဲ့သွင်းယူပြနိုင်မလားဆိုတော့လည်းကျွန်တော်တို့စောင့်ကြည့်ရမယ့်အချက်တစ်ချက်ဖြစ်ပြောချင်ပါတယ်ကျွန်တော်တို့အနည်းချောင်းရမယ်ဆိုရင်ဒီချန်ပီယံလိမှာ PSV ကိုနိုင်ပွဲရခဲ့မယ်ဆိုရင်ကျွန်တော်တို့ line ထက်နေတဲ့ဝေဘန်တန်နေဂျားကနေအသက်ရှူဘောက်ကိုခဏတာရရှိမှာတေချာပါတယ်ပြီးရင်တော့ကျွန်တော်တို့ premier league မှာကြုံတွေ့နေရတဲ့အခက်အခဲတွေကိုအပီးတိုင်းဖြေရှင်းဖို့အတွက်တော့ ဒီနိုင်ဘွဲကနေရတဲ့ယုံကြည်မှုနဲ့ဆက်လက်တည်ဆောက်သွားဖို့လိုပါတယ်ခင်ဗျာကျွန်တော်အနေနဲ့ကတော့ဒီဘွဲစဉ်မှာကျွန်တော်လီဗာပူးအသင်းအနေနဲ့ PSV ကို၃ဂိုးတကိုးဆိုတဲ့ရလနဲ့အနိုင် ရရှိလောက်မယ်လို့ခန့်မှန်းနေပါတယ်ညီကိုရောဘလို့ရလထွက်ပေါ်မယ်ထင်ကြလဲအာနစ်လောဘာရီပြင်ဆင်လာတဲ့နယ်လို့ထင်ကြလဲဆိုတော့ကိုမမဝင်ရောက်ဆွေးနွေးသုံးသက်ပြီးသွားကြပါအောင်ခင်ဗျာခုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ